ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညနေမှာရှင်မဲကစားခဲ့တဲ့ U23 ကာကြီးအသင်းနဲ့ U23 ခါဝေးအသင်းတို့ရဲ့ဒုတိယမြောက်ရှေ့ဆန်းပွဲမှာ U23 ကာကြီးအသင်းက3-0ရလာနဲ့အနိုင်ရှိသွားခဲ့ပါတယ်ခင်ဗျာပထမရှေ့ဆန်းပွဲတုန်းကလည်း U23 ကာကြီးအသင်းဟာ3-0ရလာနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဒီနေ့ညနေမှာတန်နေမြို့မှာရှိတဲ့သီဟဒီပါအာကစားကွန်ကြီးထဲမှာဒုတိယမြောက်ရှေ့ဆန်းပွဲကိုရှင်မြန်ကစားစီခဲ့တာဖြစ်ပါတယ်ခင်ဗျာ မြမလက်ရွေးစင်ယူ23ကားဤအသင်းဟာစီဂိမ်းပြိုင်ပွဲအတွက်ရည်ရွယ်ပြီးတော့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ပြီးတော့ဂျပန်နိုင်ငံအထိသွားရောက်ပြီးတော့စခန်းဝင်လက်ကျင့်မှုတွေဆောင်ရွက်ခဲ့တယ်။ဒါပေမဲ့ဒီအသင်းမှာလိုအပ်ချက်တွေရှိနေရလို့ယူဆရကြောင်းမြမဘောလုံးဖွဲ့ချုပ်ကနေယူ23ခါဝေးအသင်းကို အရေးပေါ်ဖွဲ့စည်းပြီးတော့အခုလိုရှေ့ဆန်းပွဲတွေရှင်းပြန်စေခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဒီနေ့ပွဲမှာယူ23ကားဤအသင်းကထပ်ပြီးအနိုင်ရတယ်ဆိုပေမဲ့လည်း လိုအပ်ချက်တွေတော့ရှိနေဆဲပဲလို့ယူဆမိပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ယူနိုဆက်သုံးခါဝေးအသင်းဟာအသင်းလိုက်စူးစီးလေ့ကျင့်ပြင်ဆင်ကြတယ်။ပထမပွဲတုန်းကဆို တပတ်လောက်ပဲရခဲ့တယ်။အဲ့ဒီနေထိုင်နဲ့ကန်တယ်။ဒါကိုမြမလေးရွေးစဉ်ယူနိုဆက်သုံးခါဝေးအသင်းဟာနောက်ကလိုက်ပြီးဂိုးတွေအသေးသက်သွင်းခဲ့ရတယ်။ဒီနေ့ပွဲမှာဆိုရင်လည်းယူနိုဆက်သုံးခါဝေးအသင်းရဲ့စူးစီးလေ့ကျင့်ချိန်ကိုတွက်လိုက်မှဆိုရင်ဆယ်ကျော်လောက်ပဲရှိသေးတယ်။ဒါပေမဲ့နီးပြဦးမျိုးမီထွန်းလောက်အောင်ပါ ဒီသင်းဟာစူစီယာကောင်းခဲ့တယ်ပုံစံကောင်းပြနိုင်တယ်အပြန်အလှန်ရှင်းကစားနိုင်ခဲ့တယ်ပြီးတော့ယူနီဆက်သုံးကာကြီးအသင်းဘက်ကိုဂိုးတွေပြန်သွင်းနိုင်ခဲ့တယ်ဒါကြောင့်ယူနီဆက်သုံးကာကြီးအသင်းဟာဒီလိုအပ်ချက်လေးအချက်တွေကိုအများကြီးပြင်ပြနိုင်မှုလိုပါတယ်ခင်ဗျာယူနီဆက်သုံးကာကြီးအသင်းရဲ့နှိပြဖြစ်တဲ့ဂျပန်နှိပြကူရိုဆာဟာစီးကိန်းပြိုင်ပွဲမတိုင်ခင်မှာဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မှုပြင်ပြနိုင်မှုအများကြီးလှုပ်ဆောင်သွားပါလိမ့်မယ်။ဒါကြောင့်လဲဆိုတော့ စီးကိန်းပြိုင်ပွဲမှာတအုပ်စုရဲ့ကြောင်းတွေပြိုင်ပွဲတွေကအင်ဒိုနီးရှားဖိလစ်ပိုင်စင်ကာပူဒီသုံးသင်းဟာအခုဆိုရင်ရှေ့ဆန်းပွဲတွေရှာကစားထားတဲ့ legitimacy အားကောင်းတယ်ကိုအသင်းကတော့ပြိုင်ပွဲနဲ့နှိလာတဲ့အချိန်ထိအသင်းကအထိုင်မကျသေးဘူးအခုလည်းကျွန်တော်တို့ကြားသိရတာကတော့ကာယီအသင်းနဲ့ကာဝေးအသင်းကိုပြန်ပေါင်းစည်းပြီးတော့အဲ့ဒီထဲကတကယ်ထူးချွန်တဲ့ကစားသမားတွေရွေးထုတ်ပြီးတော့စီးကိန်းပြိုင်ပွဲသွားအောင်မဲ့အသင်းကိုအသစ်ပြန်လဲပြင်ဆင်ဖွဲ့စည်းမယ်လို့တရင်းနေကြားသိနေရပါတယ်ခင်ဗျာ ဟုတ်ကဲ့ရှိလာမဲ့နော်မာလာဆက်ရှင်နေရောက်ရင်ယူနီဆက်သုံးလက်ရွေးစင်အသင်းကိုမြန်မာလက်ရွေးစင်အသင်းကြီးနဲ့ရှေ့ဆောင်ပွဲကစားဖို့လို့မြန်မာဘောလုံးဖွဲ့ချုပ်ကပွဲတည်ထားတာကတော့ယူနီဆက်သုံးအသင်းဟာခီးစဉ်ဖြုတ်သွားတော့ရှိနေကြွဲ့ပွဲပြတ်သွားပြီလို့ကျွန်တော်သိရှိရပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ